ဲ့တော့အိမ်ပြန်ပြီးတော့မှလာယူတော့လက်ကားကိုတက်လိုက်တဲ့အချိန်တရံပေါက်ကနေမြင်လိုက်တဲ့မြင်ကွင်းကဘုံဘုံရဲ့ရင်ထဲကိုဘဝမှာမမိတ်နိုင်စေရဆို့သွားအောင်မြင်လိုက်ရတဲ့ဝမ်းနေစရာမြင်ကွင်းတစ်ခုပေါ့အဲ့ဒါကဘာလဲလို့ဆိုတော့ခဏနေကဘုံဘုံစားခဲ့တဲ့ကျဲ့အယိုးလေးတွေကိုအမေကကြိုက်နေတာဗျအဲ့တော့လေကရင်ကနေပြီးတော့ဟာခဏနေကပြောတော့ အမေကယင်ပြည့်နေတဲ့ကြက်သားမကြိုက်ဘူးတဲ့လင်ပြောခဲ့တာဗျခုကြတော့အမေကကိုစားပြီးသားအယိုးအရင်လေးတွေကိုကြိုက်နေတာမြင်တော့ကလေးတယောက်အနေနဲ့ယင်ထဲမှာဆို့မတက်ကိုခံစားခဲ့ရပါတယ်အမေတားပြန်တော့မယ်နော် အမေဒီမှာနေခဲ့နော်ဒါနဲ့အမေခဏနေကအမေကိုခေါ်လာတဲ့လမ်းတစ်လျှောက်မှာကျွန်တော်နားထဲမှာအတန်တတန်ကြားတယ်ဗျအဲ့ဒါဘာသာလဲဆိုတော့တိတ်ခဲချိုးတန်ကြားတယ်ဗျအမေရောမကြားဘူးလားလို့မေးပါတယ် ။အော်ငါသားရဲ့ကြားမှာပေါ့တဲ့။အော်ငါသားအမေကိုခေါ်လာတာ။နည်းနည်းမောင်စားပြုနေပြီလေတော်ကြ။ဒါတာတော်တဲ့မှာမျက်စိလဲလာမနေမှာဆိုလို့အမေကအမေသားသွားမယ်လမ်းကိုတစ်ခတ်ချိုးပြီးတော့မှသားကိုလမ်းပြခဲ့တာပါလို့ပြောပါတယ်။အဲ့တော့မှအောက်သူကဖင်ထိုင်ချပြီးတော့ဟာအမေကျွန်တော်အမေအမေကိုဒီကိုခေါ်လာတာအမေကိုကျွန်တော်ပြစ်ထားခဲ့ဖို့ခေါ်လာတာအမေဒါတွေအမေမသိဘူးလား ိတာပေါ့ငါသားရေသားတို့ငယ်များနဲ့ရောက်တိုင်ခင်နေတာအမေကြားပါလေအမေအရွယ်ကလေအမေတို့မြတ်စွာဘုရားထက်ကိုတော့အမေကအသက်ကြီးနေပါပြီအမေအသက်က80ကျော်နေပြီဆိုတော့သူများတွေကိုဒုက္ခပေးတယ်လို့ဖြစ်နေတယ်ငါသားရေအမေကဒီလိုနေရာမှာထားခဲ့တင်ပါတယ်လို့ပြောပါလေအဲ့ဒီအသက်ငယ်လေးရလေဗျာထိုင်စရာတနေရာလေးပဲရှိပါတယ်။နှစ်ယောက်ပူတင်လို့မရပါဘူး။ဆိုတော့ယောက်ျား ဖြစ်တဲ့သူက မိမကိုပြစ်ပြီးတော့မှအဲ့ဒီအသက်ငယ်လေးပေါ်ကိုတက်ပြေးပါတယ်အဲ့လိုအသက်ငယ်လေးပေါ်ရောက်ပြီလဲဆိုရောမိမဖြစ်သူကတော့အပြေးပြေးနဲ့ပင်လယ်ကျမ်းပင်အောက်ကိုမြုပ်သွားပါတယ်အဲ့လိုမြုပ်သွားတဲ့ခါမှာမိမဖြစ်တဲ့သူကယောက်ျားကိုအော်ပြောတယ်ဗျ။အဲ့ဒီအဖြေထဲမှာမှကလေးမလေးတယောက်ကထဖြေတယ်ဗျ။ ကျမတို့ကလေးကိုဂယူဆိုင်လိုက်ပါလို့ order ပါဆရာတဲ့။သူကဒီလိုပြောတော့အံ့ဩသွားတယ်။ဟာတမီးကဒီပုံမြင်လေးကို အစောတုန်းကနားထောင်ပြီးသားလားလို့ပြောတော့မဟုတ်ပါဘူးဖရာတဲ့။တပည့်တော်ရဲ့အမေဆုံးကနေတော့တပည့်တော်ရဲ့အဖေကိုအဲ့ဒီလိုမာသွားတယ်ဗျာ။ငါတို့ကလေးတွေကိုဂယူဆိုင်ပါလို့အဖြစ်ဖြစ်နဲ့မာသွားတယ်ဗျာလို့ကလေးမလေးကမျက်ရည်ဝဲပြီးတော့မှရှောက်နေပါတယ်။ ဟုတ်တယ်ဒီဖြေရာသိမှန်ပါတယ်ဓမ္မမိတ်ဆွေများအားလုံးပဲမင်္ဂလာပါဓမ္မတုဒ္ဒရှင်တွေမှာအသိပညာဘုဒ္ဓတရားပေါ်ရာတရားတော်များကိုရှားပွေပြီးနှဝေပေးခြင်းဖြစ်ပါတယ်မနေ့ကအမေများနေ့မှာဘုမုံကိုတရားပွဲပြင်ပါတယ်အဲ့ဒီတရားပွဲမှာဘုမုံတကယ်ဖြစ်ရမှာဇလန်းလေးနှစ်ပုတ်ကိုပြောပြခဲ့ပါတယ်အဲ့ဒီဇလန်းနှစ်ပုတ်ထဲကမှာ ဖုံဖုံရဲ့ဘဝမှာအမေနဲ့ပတ်သက်ပြီးတော့အမတ်တရအဖြစ်ဆုံးတစ်ခုကိုဖုံဖုံပြောပြပါမယ်။ဖုံဖုံငယ်လေးတုန်းကဘုန်းကြီးចောင်းသားဘဝတုန်းကပေါ့။ဖုံဖုံတို့ဘက်မှာဓလိတစ်ခုရှိပါတယ်။အဲ့ဒါကဘာလဲလို့ဆိုရင်ရှင်မပြုတ်ခင်ဖုံဖုံတို့တွေဘုန်းကြီးចောင်းမှာ၃နှစ်တည်တည်နေရပါတယ်။ဘာဖြစ်လို့တုံးနေတိတိနေရတာလဲလို့ဆိုရင်အဲယဟန်တန်ဃာတွေနဲ့ပျောတာဆိုတတ်ဖို့ရဲ့ အဲဆရာတော်ကြီးကိုဝေယဝဆပြုစုဖို့ကပ်ပြရအဖြစ်နဲ့နေကြရတာဖြစ်ပါတယ်။နောက်တစ်ခုကအမိပါဒီရှင်ပြုဖို့အတွက်ပတ်စံရှာကြရတာဖြစ်ပါတယ်။ဒါကြောင့်မို့ဘုန်းကြီးเจ้าမှာတုံးနေနေရပါတယ်။အဲ့လိုတုံးနေနေစဉ်အတွင်းမှာဘုန်းကြီးเจ้าမှာဘုန်းကြီးเจ้าသားတွေကလည်းများတော့ဟိုဆွန်ဟင်းဆွန်သမင်းဝဝလင်းနဲ့စားရပြီမဲ့လို့အသားငါးကတော့ဝဝလင်းနဲ့မစားပါဘူး။ဒါကြောင့်မို့အမေက ကောင်းတာလေးတွေဟင်ကောင်းလေးတွေဆိုရင်အိမ်မှာထန်ထားပြတတ်ပါတယ်။အဲ့တော့ပုံပုံကအိမ်ပြန်ပြီးတော့မှစားလေးရှိပါတယ်။တရက်မှာပုံပုံကြောင်းလွယ်ကလေးလွယ်အုတ်ထုတ်လေးဆောင်းပြီးတော့မှအမေအိမ်ကိုရောက်သွားတယ်ဗျ။အမေအိမ်ရောက်တော့အမေကဆောင်းချုံပြီးတော့အဲ့မှာကြက်သားခင်ကို စားမယ်ပြင်နေတဲ့အချိန်မှာပုံပုံရောက်သွားတယ်။အမေပါကြက်သားစားကျင်နေပေါ့ဗျာကျွန်တော်အမေကလည်းအော်သားစားကျင်စားလေးဆိုအဲ့ကြက်သားခင်ကိုကျွေးပါတယ် အဲ့တော့ဘုံဘုံကလည်းအာရပါရစားတာပေါ့စားလို့တဝက်ကြတော့မှမမီရောစားအောင်မလားလို့မေးပါတယ်အဲအမေကမစားတော့ဘူးတားရဲ့တဲ့အမေကရင်ပြည့်နေလို့တဲ့ချက်သားဆိုမကြိုက်ဘူးလို့အမေအဲ့လိုပြောပါတယ်ဒါနဲ့ကိုလည်းပဲအကုန်လုံးကိုဟိုအသားစားမကြအောင်စားပလိုက်ပါတယ်အယိုးအရင်နေပဲကြံခဲ့တယ်ပေါ့ဗျာဒီအယိုးအရင်လေးတွေကြံခဲ့တော့အမေဓာတ်ဒီကိုသားအဲ မိုက်ချင်းလေးကိုပြစ်လိုက်ရမလားလို့ဆိုတော့မပြစ်နဲ့သားတဲ့အဲ့ဒီနားမှာပဲထားခဲ့လို့သူကပြောပါတယ်။ဒါနဲ့ပုံပုံလည်းအဲ့ဒီအယိုးခွက်ကိုအဲ့ဒီနားမှာပဲထားခဲ့ပါတယ်။ဒါနဲ့မေးသားအကြောင်းတော့ကြတော့မယ်။အကြောင်းကိုသွားတော့မယ်ဆိုပြီးအကြောင်းကိုထွက်လာ။လမ်းတဝက်အရောက်မှာအုတ်ထုံးမိထားတာကိုသတိရတယ်။အဲ့တော့အိမ်ပြန်ပြီးတော့မှ လာယူတော့လက်ကားကိုတက်လိုက်တဲ့အချိန်ဖျံဘောက်ကနေမြင်လိုက်တဲ့မြင်ကွင်းက မောရဲ့ယင်ထဲကိုဘဝမှာမမိတ်နိုင်စေရဆို့သွားအောင်မြင်လိုက်ရတဲ့ဝမ်းနေစရာမြင်ကွင်းတစ်ခုပေါ့အဲ့ဒါကဘာလဲလို့ဆိုတော့ခဏနေကဘုံဘုံစားခဲ့တဲ့ကြက်အယိုးလေးတွေကိုအမေကကြိုက်နေတာဗျအဲ့တော့လေကရင်ကနေပြီးတော့ဟာခဏနေကပြောတော့အမေကယင်ပြေးနေတယ်တဲ့ကြက်သားမကြိုက်ဘူးတဲ့လိန်ပြောခဲ့တာဗျခုကြတော့အမေက ကိုစားပြီးသားအယိုးအရင်လေးတွေကိုကြိုက်နေတာမြင်တော့ကလေးတယောက်အနေနဲ့ယင်ထဲမှာစို့မတက်ကိုခံစားခဲ့ရပါတယ်အဲ့တော့အမေပြီးသွားမှဆိုလို့ချောင်းဟင်ပြီးတော့အမေဒါအုပ်ထုံးမိထားခဲ့လို့ပြန်လာယူတာလို့အောက်ကနေလမ်းអော်ပါတယ်အမေကအဲ့ဒီအယိုးပကံကိုလမ်းဖွက်ပါတယ်အိမ်ပေါ်တက်လို့အယိုးအဲအိမ်ပေါ်တက်လို့အုပ်ထုပ်ကိုတော့ပြန်ယူကျောင်းကိုပြန်သွားဖို့ညနေရောက်တော့အကိုကြီးကစူတယ်ဗျမင်းဘာဖြစ်လို့အမေရဲ့စက်သားကင်ကို သွားစားရတာလဲတဲ့ ဟာမသိဘူးလေကိုကြီးရဲ့လို့ကျွန်တော်ကလည်းအမေကပေးတာနဲ့စားလိုက်တာပဲလို့ဟာအဲ့ဒါအမေဖြားလို့ကွာအားမရှိလို့အဲ့ဒီချက်ကင်ကိုငါတို့ကဝယ်ပြီးတော့ကျွေးထားတာမင်းကွာအမေကိုမှမတနာလို့အကိုကြီးကစူပါလေအဲ့တော့ဘုံဘုံကလည်းခရီးပေးပါတယ်အဲ့ဒီချိန်ကလေးကအမေကျွေးတာမှန်မြအမေလိန်ပြီးတော့ကျွေးတဲ့ဟာမှန်မြမစားတော့ပါဘူးအမေစိတ်ချမ်းသာအောင်တော့တစ်ဝက်လောက်တော့စားတယ် အကုန်လုံးကိုမစားတော့ပါဘူး။ဘာဖြစ်လို့လဲဆိုတော့အမေတွေကလိန်တယ်ဗျ။အမေတွေကညတယ်။အမေရဲ့မုသားတွေကဖြူစင်ဆုံးဖြစ်ပါတယ်။အဲ့တော့ဘုံဘုံကဒီအဖြစ်ပြက်ကဒီဇာလန်းလေးကိုအဲ့ဒီနေ့ကစပြီးတော့မှပယ်သောအခါမှမမေ့နိုင်တော့ပါဘူး။အမေလိန်တယ်။အမေညတယ်။အမေနေမကောင်းတဲ့အခါမှအမေစီကံပြမလားလို့ပြောရင် ားတွေသမီးတွေအလုံးရှုံမှာစိုးတဲ့အတွက်အမေနေကောင်းပါတယ်အမေကြမ်းပါပါတယ်စိတ်တောက်တာနဲ့ပျောက်ပါတယ်သားရဲ့သမီးရဲ့အမေညာခဲ့တယ်အမေဒီဝတ်စားလေးဝတ်မလားလို့မေးရင်မိုးတော့ပါဘူးသားရဲ့မိုးတော့ပါဘူးသမီးရဲ့ဒီဝတ်စားလေးနဲ့ပဲအမေလှပါတယ်ဒါလေးနဲ့ပဲဝတ်ပါမင်းအမေလိမ့်တယ်ဗျအဲ့တော့အမေရဲ့မူသားတွေကိုမယုံကြပါနဲ့လို့ပြောချင်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်မနေ့ကအမေများနေ့မှာဟောခဲ့တဲ့ဇလန်းနှစ်ပုတ်ထဲမှာမှနောက်ဆုံးတစ်ပုတ်ဖြစ်တဲ့ အမေမြတ်တာအကြောင်းလေးကိုနည်းနည်းလေးပြောချင်ပါတယ်။ဒါကတော့ငါရွာတရွာမှာသားမေးနှစ်ယောက်ရှိတယ်။သားလို့တဲ့အတူနာမေက အောင်ထူးလို့ခေါ်ပါတယ်။အဲ့ဒီအောင်ထူးလေးကို အမေလို့တဲ့သူကမိမပေးစားခြင်းတယ်။အောင်ထူးကမရခြင်းဘူး။အမေကနောင်ရေးစိတ်အေးရအောင်ဆိုပြီးတော့အတင်းစီစဉ်လိုက်တော့ညားသွားတယ်ပေါ့ဗျာ။တူတူပဲပြောကြပါစို့။ညကစားချွေးမလေးကရောက်ခမပေါ်တိရပါတယ်။အချင်းကြလာတာနဲ့အမြနှစ်တေလာတွေကြလာတာနဲ့အမြ ယောက်ခမအိုကြီးကလည်းပဲမျက်စိတည်းကလည်းမုန်းလာတော့ကိုသွားရင်လည်းစမ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 ်းနေသွားရင်လည်းစမ်းစမ်းဓမင်းစားရင်လည်းပဲဖိတ်ဖိတ်ဆင်ဆင်အလေးအပေါ်ကအစတွဲပြီးတော့မှလိုက်ပို့ရတဲ့အနေအထားဖြစ်သွားတယ်။ချွေးမလုတ်တဲ့သူကမကြည်ဘူးတော့ဘူး။မကြည်ဘူးတော့အောင်သူကိုပြောတာပေါ့ကိုအောင်သူရှေ့အမေကြီးကိုဘိုးဘွားရိတ်တာပို့ရင်လည်းပို့မပို့ဘူးဆိုရင်လည်းတခုခုတော့စီစဉ်မအောင်တို့ရဝက်ဆာလောက်ရတယ်ရှင့်ကလေးတွေရဲ့ကြောင်းဖို့ကြောင်းကျူဝရဝက်ဆာတွေလောက်ရတော့ကျမမတက်နိုင်ဘူးလို့ပြောပါတယ် ောင်သူကလည်းပဲဟာဒါငါအမေကွာငါဘယ်လိုလို့ပို့လို့ဖြစ်မလဲညင်းပါလေတစ်ချိန်ပြောမရနှစ်ချိန်ပြောမရသုံးချိန်ကြာတော့မိမတို့မာယာအတတ်ပညာနဲ့ပြောပါလေကိုတူရှင့်မေကြီးကိုလေတခုခုလောက်ပါအောင်ရှင့်မေရဲ့ဝေယဝက်စာလောက်ရတာကျမမတတ်နိုင်တော့ဘူးပင်မလာပြီရှင်ကလေးတွေရဲ့ចောင်းပို့ចောင်းကြွရတဲ့အကုန်လုံးအစကတည်းကျမကြီးပဲလုပ်ပေးရတာပဲ ဟာဒါဆိုရင်မင်းကငါ့အမေကိုဘယ်လိုလုပ်စေချင်တာလဲရှင့်အမေကိုလက်စာဖြောင်းလိုက်ပါတတ်လိုက်ပါပေါ့ဗျာဒီလိုပြောတော့ဟာမင်းကငါ့အမေကိုတတ်ရမယ်ဆိုတော့ငါသားတယောက်နေနဲ့ဘယ်လိုလုပ်လို့ရဲမှာလဲကွာဒါတော့ရှင်သဘောပဲလေရှင်အဲ့ဒီလိုမလုပ်ဘူးဆိုရင်တော့ရှင်နဲ့ကျမအကွဲပဲဆိုတော့အောင်သူကနည်းနည်းကောင်းချောက်သွားတယ်ဗျာတော့ကြာလောက်စဉ်းစားပြီးတော့မှအေးပါကွာအမင်းလုတ်စီခြင်းနဲ့လည်းငါလုတ်ပါမယ်ဆိုပြီးဒါဆိုရင် ရှင့်အမေကို ဓာတ်နဲ့သိုးဒရန်တော့လူကြားမကောင်းဖြစ်လိမ့်မယ်အဲ့တော့တော်ကြီးမြင့်မဲလေးကိုခေါ်ပြီးတော့มาပြစ်ထားခဲ့အဲ့လိုတက်လိုက်ပါလို့မိမလုပ်တဲ့သူကအကြံပေးပါတယ်အောင်သူကလည်းသူ့အမေကြီးကိုကြောဖို့มาပို့ပြီးတော့အမေတော်တဲ့သွားရအောင်ဆိုပြီးခေါ်သွားပါတယ်ကြောဖို့ပြီးတော့ခေါ်သွားလိုက်တာလူသူမနည်းတဲ့တော်ကြီးမြင့်မဲလေးကိုခေါ်သွားပါတယ်သူခေါ်လာတဲ့လမ်းတစ်လျှောက်လုံးမှာတက်ခတ်ချိုးတံကိုကြားနေရတဲ့ဗျတက်ကလေးတက်ကလေးအတန်နေကြားနေရတယ် ဲ့တော့လူသူမနည်းတဲ့တော်ကြီးမြင်မဲ့တဲ့ကိုရောက်ပြီလဲဆိုရောသူ့အမေကြီးကိုအဲ့ဒီမှာချထားပါတယ်အမေတားပြန်တော့မယ်နော်အမေဒီမှာနေရဲ့နော်ဒါနဲ့အမေခဏနေရအမေကိုခေါ်လာတဲ့လမ်းတစ်လျှောက်မှာကျွန်တော်နားထဲမှာအတန်တတန်ကြားတယ်ဗျအဲ့ဒါဘာသာလဲဆိုတော့တိတ်ခက်ချိုးတန်ကြားတယ်ဗျအမေရောမကြားဘူးလားလို့မေးပါတယ်ဩငါသားရဲ့ကြားမှာပေါ့တဲ့ဩငါသားအမေကိုခေါ်လာတာနည်းနည်းမောင်စားပြူနေပြီလေတော်ကြား ဒါตาတော်ထဲမှာမျက်စိလဲလာမနေမှာဆိုလို့အမေကအမေตาသွားမဲ့လမ်းကိုတစ်ခတ်ချိုးပြီးတော့မှตาကိုလမ်းပြခဲ့တာပါလို့ပြောပါတယ်အဲ့တော့မှအောင်သူကဖင်ထိုင်ချပြီးတော့ဟာအမေကျွန်တော်အမေ အမေကိုဒီကိုခေါ်လာတာအမေကိုကျွန်တော်ပြစ်ထားခဲ့ဖို့ခေါ်လာတာအမေဒါတွေအမေမသိဘူးလားသိတာပေါ့ငါตาရေตาတို့ညမြားလျောက်တိုက်နေနေတာအမေကြားပါရဲ့အမေအရွယ်ကလေ အမေတို့မြတ်စွာဘုရားထက်ကိုတော့အမေကအသက်ကြီးနေပါပြီအမေအသက်က80ကျော်နေပြီဆိုတော့သူများတွေကိုဒုက္ခပေးတယ်လို့ဖြစ်နေတယ်ငါသားရဲ့အမေကဒီလိုနေရာမှာထားခဲ့ပြန်ပါတယ်လို့ပြောပါတယ်ဟာအမေဘလို့ပဲဖြစ်ဖြစ်ကျွန်တော်မိမကျွန်တော်ကိုပဲကြောက်ကြွားဗျာကျွန်တော်ကတော့ဒီလောက်မေတ္တာတရားကြီးမားတဲ့အမေကိုမထားခင်နိုင်တော့ဘူးဆိုပြီးအောင်သူကသူ့အမေကြီးကိုကြောပိုးပြီးပြန်ခေါ်လာပါတယ်ပြန်ခေါ်လာတော့အင်ကမိမကလည်းဗျာစီးပြီးတော့ရန်တွေ့တာပေါ့ ဘာလို့ခေါ်လာတာလဲဒီအမေကြီးကိုဘာလို့ပြစ်မထားခဲ့တာလဲရှင်ကျမနဲ့အပြတ်ပဲအကွာပဲလို့ချင်းချောက်တော့အောင်ထုကမတုံလို့တော့ပါဘူးဘာဖြစ်လို့မတုံလို့တာလဲဆိုတော့မိဘရဲ့မေတ္တာတရားကို သူတိသွားပြီတိသွားတဲ့အတွက်ကဲမင်းငါ့ကိုကွဲကွဲကွာကွာကွာငါကယူမဆိုင်ဘူးမင်းသားတွေတမိကြီးလည်းခေါ်သွားအေးဒါဒီဆိုတာနောက်အစာထိုးပြန်ရနိုင်ပြီတဲ့ငါအမေကြီးကိုတော့ငါအစာထိုးပြန်မရနိုင်တော့ဘူးဆိုတော့မှ မိမလုပ်တဲ့သူကလည်းမဇကတာပြောတာပါ တကယ်တမ်းကျတော့လည်းမကွဲနိုင်ပါဘူးအဲ့တော့ပြောချင်တာကအဓိကပြောချင်တာကတော့ဒါတကယ်ဖြစ်ရမှာဇာလမှာမိခင်တွေရဲ့မေတ္တာတရားကြီးမားပုံကို ပြောချင်တာဖြစ်ပါတယ်အားလုံးမိဘတွေရဲ့မေတ္တာတရားကိုသိရှိနိုင်ကြပါစေလို့အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်မိဘနဲ့ပတ်သက်တဲ့အမတ်သင်္ကေတရှိပြီလား ုံဘုံတရားဟောတိုင်းစကားပြောတိုင်းဟောဒီပခုံးတင်လေးကိုအမြဲတမ်းတင်ပြပါတယ်။သတိထားမိလားမသိဘူးနော်။အเจ้าမဲ့တင်တာမဟုတ်ပါဘူး။ဟောဒီပခုံးတင်ဒီအမေရဲ့ထမင်းအဖေရဲ့ပဆိုးနဲ့ချုပ်ထားတဲ့အနေကထိုင်လေးဖြစ်ပါတယ်။ပခုံးတင်လေးဖြစ်ပါတယ်။ဒီပခုံးတင်လေးကိုတရားဟောတိုင်းအမြဲတမ်းလိုလိုပခုံးမှာဥထိတ်မှာထားပြီးတော့မှတရားဟောဖြစ်ပါတယ်။မိဘနဲ့ပတ်သက်လို့ပေါ့ ညိုတဲ့ကိုဈေးဝယ်သွားတော့လဲပဲဆိုင်နာမယ်တွေတွေ့တယ်ဗျမိဘမေတ္တာကုံစုံဆိုင်တဲ့မိဘမေတ္တာထမင်းဆိုင်တဲ့အမေလက်ရာတဲ့ဟောဘုန်းကြီးเจ้าနေသွားပြီဆိုရင်လည်းမိဘမေတ္တာအเจ้าဆိုပြီးတော့ဟိုမိဘကိုဥထိတ်มาထားကြတယ်အခုဘုံဘုံရောက်ရှိနေတဲ့နေရာကလည်းပဲမိဘမေတ္တာအเจ้าမှာရောက်ရှိနေတာဖြစ်ပါတယ်မိဘကိုဥထိတ်ထားကြတာပေါ့เนาะအဲ့တော့မိဘတွေဆိုတာသာသမီတွေတဲ့အဖက်ရှင်နေကြတာဗျာ ခေါင်းပေါင်းကလေးတွေကိုပုံပြင်လေးတွေပြောပြောပြီးတော့ဆုံးမဩဝါဒလေးတွေပေးပြပါတယ်။တခါတုန်းကဂင်မယားနှစ်ယောက်ဟာတင်မောတစည်းနဲ့ခရီးသွားကြတယ်ဗျ။အဲ့ဒီတင်မောတစည်းဟာမမျောလင်းပဲနဲ့တိတ်မောက်သွားတယ်။တိတ်မောက်သွားတော့ရည်ထဲမှာ အသက်ရှင်တန်ဖို့အတွက်ကူးရင်ခတ်ရင်နဲ့အချိန်အတော်လေးကြာမှအသက်ငယ်လေးတစ်စင်းရောက်လာပါတယ်။ အဲ့ဒီအသက်ငယ်လေးရလေဗျာထိုင်စရာတနေရာလေးပဲရှိပါတယ်မရောက်ပို့တင်လို့မရပါဘူးဆိုတော့ယောက်ျားဖြစ်တဲ့သူက မိမကို ပြစ်ပြီးတော့မှအဲ့ဒီအသက်ငယ်လေးဘောကိုတက်ပြေးပါတယ်အဲ့တော့အသက်ငယ်လေးဘောရောက်ပြီလဲဆိုရောမိမဖြစ်သူကတော့အပြေးပြေးနဲ့ပင်လဲကြမ်းမြေအောက်ကိုမြုပ်သွားပါတယ်အဲ့လိုမြုပ်သွားတဲ့ခါမှာမိမဖြစ်တဲ့သူကယောက်ျားကိုအော်ပြောတယ်ဗျာ ဒါလေးတွေကိုကလေးတွေကိုမေးပြပါတယ်အဲ့ဒါဘာ order လဲလို့မေးတော့ကလေးတွေကလည်းတယောက်တစ်ပေါက်ခြေကြတာပေါ့ဗျာသူတို့ညံမေးတဲ့လောက်ပေါ့ရှင့်ကိုမုံနေရှင့်ကိုမချစ်ဘူးကျမကို ပြစ်ထားရတဲ့ဘာညာပေါ့သူတို့တွေဖြေကြပါတယ်အဲ့ဒီအဖြေထဲမှာမှကလေးမလေးတယောက်ကထဖြေတယ်ဗျာကျမတို့ကလေးကိုဂယူဆိုင်လိုက်ပါလို့ order ပါဆရာတဲ့သူကဒီလိုပြောတော့အံ့ဩသွားတယ် ဟာတမိယဒီပုံမြင်လေးကိုအစောတုန်းကနားထောင်ပြီးသားလားလို့ပြီးတော့မဟုတ်ပါဘူးခင်ဗျာတဲ့တပည့်တော်ရဲ့အမေဆုံးကနေတော့တပည့်တော်ရဲ့အဖေကိုအဲ့ဒီလိုမာသွားတယ်ဗျာငါတို့ကလေးတွေကိုဂယုဆိုင်ပါလို့အဖြစ်ဖြစ်နဲ့မာသွားတယ်ဗျာလို့ကလေးမလေးကမျက်ရည်ဝဲပြီးတော့မှရှောက်နေပါတယ်ဟုတ်တယ်ဒီဖြေကတိတ်မှန်ပါတယ်ဒီပုံမြင်လေးကိုဆက်ပြောရမယ်ဆိုရင် အဲ့ဒီအဖေဖြစ်တဲ့သူကမြို့မှာကြံခဲ့တဲ့သမီးလေးကိုကြီးပြင်းအောင်ပြုစုဆောင်ရှောက်ပြီးတော့အသက်ကြီးလာတော့ယောဂတကူနဲ့ကွယ်လွန်အနိစ္စရောက်သွားတယ်ပေါ့ဗျာအနိစ္စရောက်သွားတော့သမီးဖြစ်တဲ့သူက အဖေရဲ့အဲပစ္စည်းတွေကိုရှင်းရင်းလင်းရင်းနဲ့အဲ့ဒီမှာတရားကြီးစာအုပ်လေးတုပ်အုပ်သွားတွေ့တယ်။ကောက်ဖတ်လိုက်တဲ့အခါမှာသူတို့လက်များမြောက်တင်ပေါ်တစည်းနဲ့ခီးသွားကြတယ်။ မိမဖြစ်တဲ့သူကယောဂါကလွန်နေပါပြီအသက်ရှင်တန်ဖို့အရာကိုင်းလုံးမရှိတော့ပါဘူးဆိုတော့မိမဖြစ်တဲ့သူကို သူဒီအောင်ကြမ်းမြင်ပေါ်မှာထားခဲ့ရတာကို သူစိတ်မကောင်းဖြစ်နေပါတယ်မင်းနဲ့အတူတူငါရေအောင်ကြမ်းမြင်မှာမြင့်မြုပ်သွားလိုက်ချင်ပါတယ်ဒါပေမဲ့ငါတို့ကလေးလေးရှင်တန်ဖို့အတွက်ငါအသက်ရှင်နေမှာဖြစ်မေးဒါကြောင့်မို့မင်းကိုထားခဲ့ရတာပါလို့ အစာလေးနှစ်ချောင်းသုံးချောင်းရေးထားတယ်ဗျပြောချင်တာကမိခင်တွေဖခင်တွေဆိုတာဒေတာသမီးတွေပေါ့ချစ်တဲ့အချစ်နဲ့ဘဝမှာ ရှင်သန်နေကြတာဖြစ်ပါတယ်ဘဝမှာရှင်သန်နေကြတာဖြစ်ပါတယ်အဲ့တော့မိဘနဲ့ပတ်သက်တဲ့အမတ်တင်ဂီတာလေးတွေရှိပြီလားခေါင်းကတော့ဟောဒီပခုံးတင်လေးဟာမိဘနဲ့ပတ်သက်တဲ့အမတ်တင်ဂီတာဖြစ်ပါတယ်မိဘကိုတံပိုးထားကြတဲ့သူတိုင်း တချို့ကလည်းပဲအဲမိဘရဲ့ထမင်းစားအင်ဂျီစာလေးကိုလက်မောင်းမှာခြေထားတဲ့လူလည်းရှိတယ်။တချို့ကလည်းမိဘရဲ့ခြေရာအဲမိဘရဲ့ခြေရာတွေကို နော်ပကြီးဆွဲပြီးတော့မှအိမ်ကောင်းရဲ့မှာတင်ထားတာတွေလည်းပဲရှိပါတယ်။အမျိုးမျိုးပဲမိဘနဲ့ပတ်သက်ပြီးတော့မှလုပ်ကြပါတယ်။အဲ့ဒီလိုလုပ်တဲ့အတွက်ဘာအကျိုးကျေးဇူးတွေရလာနိုင်မလဲ။ရောက်တဲ့နေရာမှာလူချစ်လူခင်ပေါ်တယ်။ဘေးအန္တရာယ်အသွေးတွေကနေကင်းဝေးပါတယ်။ဘာဖြစ်လို့လဲ။ မိခင်ဖခင်နေဆိုတာဂျေစုတရား အမတန်ကိုကြီးမားပါတယ်။နိုင်စားလို့ကိုမရလောက်အောင်ကိုကြီးမားပါတယ်။အဲ့ဒီလိုဂျေစုကြီးမားတဲ့မိဘတွေရဲ့အမတ်သင်္ကေတကို ကိုနဲ့မကွာ ဆောင်ထားမယ်ဆိုရင် ရောက်တဲ့နေရာမှာမျက်နာမြင်တယ်ချစ်ခင်တယ်ဘေးအန္တရာယ်အသွေတွေကလည်းပဲကင်းဝေးပါတယ်။ဒါကြောင့်မို့မိဘနဲ့ပတ်သက်တဲ့အမတ်သင်္ကေတလေးတစ်ခုကိုတော့ဆောင်ထားပါ ကျေးဇူးအများကြီးတင်ပါတယ်